ညီတို့ရဲ့အားလုံးပဲမင်္ဂလာပါဗျကောင်းသောနေ့လေးဖြစ်ပါစီပါနော်ဒါဒီနေ့ဒီ like ကိုလွှင့်ရချင်းအဆင်တော့ဒါနည်းနည်းဒါကျွန်တော်တို့ပိုက်ချိုချင်းလောကမှာ face တော်တော်များများရှိတာဗောနော်အဲ့ဒီ face တော်တော်များရှိတဲ့အထဲမှာမှဒါတချို့အရာတွေအမြင်မတော်တာလေးတွေနည်းနည်းရှိတာဗောအမြင်မတော်ဘူးဆိုတဲ့အရာကသူတို့ကိုပြစ်တင်ဝေဖန်လည်းမဟုတ်ဘူးဒါမဲ့လေဒါလောက်တဲ့အရာလေးကိုကျွန်တော်နေနည်းနည်းလေး ပြောပြလိုခြင်းဖြစ်ပါတယ်ဗျာနော်အဲကြောင့်မလို့လေဒီ లై လေးကိုကျွန်တော်အနေနဲ့ဒါ లై လွင်ပြီးတော့ဒါဖော်ပြရခြင်းဖြစ်ပါတယ်ဗျာနော်အဓိကအကြောင်းအရာကဒါများသောအားဖြင့်ဆိုရင်ကျွန်တော်ကိုယ်တိုင်ကလေဒါနေရာတိုင်းမှာတွားပြီးတော့ లై မလွင်နိုင်ဘူးဗျာဒါကျွန်တော်ဝတ်ခံတယ်နော် లై မလွင်နိုင်ဘူးဒါမဲ့လေ లై မလွင်နိုင်တဲ့အတွက်ကြောင့်မလို့နေ့စဉ်ဒူကဒါချင်းမွေးတွေကိုကြည့်တဲ့အနေအထားမျိုးပုံမှာကြတော့ကျွန်တော်အနေနဲ့ဘာဖြစ်လဲဆိုတော့ သူများလိုက်ကန်တစင်ကြည့်တယ်ပြီးတော့ဗီဒီယို short clip လေးတွေကိုတင်တယ်ဆိုရင်နေရာမျိုးမှာကိုကိုတိုင်လိုက်လွင့်လို့ရတဲ့ဗီဒီယို short clip ရှိတယ်လို့မျိုးသူများစီကဗီဒီယိုလေးတွေယူပြီးတော့ဒါဘာဖြစ်ဆိုတော့ပြန်တင်တဲ့အနေအထားမျိုးတွေရှိတာပေါ့ဘာဖြစ်ဆိုကျွန်တော်ကအမြဲတမ်းလိုက်မလွင့်နိုင်တဲ့အနေအထားမျိုးတွေလေနော်အဲ့တော့ဘာပဲပြောကိုလိုက်မလွင့်နိုင်တဲ့အနေအထားမျိုးပေါ်မှာသူများစီကဗီဒီယို short clip တွေကိုကျွန်တော်ယူသုံးပြီဆိုရင်ဒါကျွန်တော်တို့ credit ပေးဖို့ကျွန်တော်အနေနဲ့ဒါဒီလိုက်လေးကိုအဓိကအဖြစ်ဝင်မြခြင်းဖြစ်ပါတယ် ကိုကိုတိုင်လိုက်လွင်လို့ရတဲ့ဥစ္စာမျိုးကတော့ဒါဘာမှ credit ပေးစရာမလိုဘူးလေဗျာနော်ကိုကိုတိုင်က first owner ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါကိစ္စမရှိဘူးဆိုမဲ့သူများတွေကြတော့ဘာဖြစ်လဲဆိုတော့ရက်ဝေးကိုတွားရတယ်ဗျချင်းမွေးတပွဲဖြစ်ရဖို့အတွက်ဒါလိုက်သမားတယောက်ရဲ့ဒုက္ခတွေလေသူတို့လေးကိုကြီးကျယ်ပါတယ်တစ်ချိန်လုံးနေဘူးမိုးရွာမတ်တက်ရနေတဲ့အနေအထားမျိုးရှိတယ်ဒီခါလေးရေတပေါက်တော့မှမတောက်နိုင်တဲ့အနေအထားမျိုးတွေရှိတယ်ဒီခါဒီမှာဘာဖြစ်လဲဖုန်းဘီဖြစ်ဖို့တော့မှမတက်နိုင်တဲ့အနေအထားမျိုးတွေလေဒါက ပြောချင်တာအခက်ခဲတွေအမျိုးမျိုးကြုံရတတ်ပါတယ်ဒါမဲ့လည်းကျွန်တော်တို့ကြတော့အိမ်ပေါ်ကနေနေပြီးတော့တို့ဟာတို့ဒုက္ခစီးနေအများကြီးကြားထဲကနေပြီးတော့ရလာတဲ့အတိအပွင့်လေးတွေကိုကျွန်တော်ကြတော့ဘာဖြစ်လဲအตาလေးယူပြီးတော့တုံးခဲ့တဲ့အနေထားမျိုးပေါ်မှာဒါမူရင်း face ပိုင်ရှင်ကိုလေဒါကျွန်တော် respect ပေးဖို့တော့တင့်နေပြန်တော့အဲကြောင့်မလို့လေ credit အနေနဲ့ဒါကျွန်တော်တို့ဘာပဲပြောသူများစီကဖိတ်ကနေပြီးယူတုံးတဲ့ ဒါဗီဒီယိုလေးတွေဖြစ်ဖြစ်မယ်ဆိုရင်ဒါ critically ပေးပေးပါလို့ကျွန်တော်ဒီကနေပြောတာမေတ္တာရက်ခံလူချင်းဖြစ်တယ်တခါကဘာတောင်းဆိုလူချင်းဖြစ်တယ်တခါကတိုက်တွန်းလူချင်းဖြစ်ပါလိမ့်မယ်เนาะဘာဖြစ်လို့ဆိုတော့ဒါကျွန်တော်ဝင်ရရှင်းပြထားလို့မျိုးပေါ့เนาะဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကာသမာလောကမှာเนาะကာသမာလောကမှာကားမောင်းနေပြီမောင်းနေတဲ့အချိန်မှာကြားနေဖြတ်ဝင်တဲ့ကားတွေ့တဲ့အချိန်မျိုးမှာကျွန်တော်ဘာဖြစ်လဲဒေါ်လာထွက်တယ်ဒေါ်လာစိတ်ထဲမှာအယံကိုဒေါ်လာထွက်တယ် ဘာလဲငါ့ကိုစော်ကားတာလားခွင့်လည်းမတောင်းမနဲ့မိအချက်ပြပြီးတော့မတောက်ဘဲနဲ့တခါလေးကိုကြားလေးဖြုတ်ဝင်ရလာဒီကားသမားဟာဆိုပြီးတော့ကျွန်တော်တို့ဘာလဲမချစ်တင်ခဲနဲ့ကြံခဲ့တဲ့ကားမောင်းရင်းတဲ့လည်းပြီးတော့သူ့ကိုရောက်အောင်ကြိုးပြီးတော့ပြန်ဖိုက်မယ်ဆိုတဲ့စိတ်ကကျွန်တော်တို့မှမွေးထားပြီဒါကျွန်တော်ကိုယ်တိုင်အဲ့လိုမျိုးမွေးထားတာဒါပေမဲ့လည်းမမျော်လင့်ဘဲနဲ့ကိုယ့်ရဲ့အရှိကိုဖြတ်ဝင်လာတဲ့ကားသမားကဒါမန်တကားလေးကိုခြာပြီးတော့လက်ကလေးကိုအနောက်ကိုပြလိုက်တာပေါ့နော်ဒါလက်ကလေးပြလိုက်ပြီးဆိုပြီးတဲ့နေတာဘာဖြစ်လဲဆိုတော့ ျွန်တော်စိတ်ခေမှာပါဖြစ်လာတယ်အခုနအယမ်းကိုဒေါ်လာထွက်နေတဲ့အရာမျိုးအယမ်းကိုတင်းနေတဲ့အနေထားမျိုးတွေအကုန်လုံးမဖြစ်လဲအရေးပျော်ကြသွားပြီးတော့စိတ်ဆိုဒေါ်လာထွက်ခြင်းမရှိတော့ဘူးဒီကာလမမဆူဘူးဆိုတော့ကျွန်တော်စိတ်ခေမှာပြန်ပြီးတော့မတ်ယူထားတတ်တယ်နော်အဲ့ဒီကာမန်ကတကားကိုဖွင့်ပြီးတော့လက်ကလေးထိုးပြလိုက်တဲ့တကူအာနိဒီကဘလောက်ကြီးပြင်းထန်လဲဆိုတော့တစ်ဖက်ကစားမခံနေတဲ့ခံနေရတဲ့ ဘာဖြစ်လဲဆိုမချစ်တင်ငယ်ခံနေရတဲ့အစောကခံရတယ်လို့မိမိကိုထင်နေတဲ့အနေအထားမျိုးအကုန်လုံးအရင်ပြောကြတော့တာအဲ့ဒါတစ်ဖက်တစ်လမ်းနေဆိုတောင်းပန်ခြင်းဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒီအနေအထားမျိုးတွေကြောင့်ဘာပြောသူ့နဲ့လက်လေးထုတ်ပြလိုက်ရဲ့အနေအထားမျိုးကျွန်တော်ကာသမားတွေကြံရှိတဲ့ကာသမားတွေဘာဖြစ်လဲစိတ်ကျဉ်နဲ့သွားတဲ့အနေအထားမျိုးတွေရှိတယ်ဗျအဲ့ဒီလိုပဲလိုက်လောကမှာလေလိုက်သမားလောကမှာလေဘာဖြစ်လာလဲဆိုတော့ဒါဘာလို့ပြောကိုကိုနဲ့အပင်မခံပြီးတော့ဒါလှုပ်လာတဲ့ရိုက်ကူးကြီးတွေ ထွက်လာတဲ့အနေအထားမျိုးပေါ်မှာကိုကိုတိုင်းကဘာဖြစ်လဲကျွန်တော်တို့တစ်ဖက်ကနေယူတဲ့ယူသုံးတဲ့ဒါဖိတ်ပိုက်ရှင်တဲ့အနေနဲ့ကြတော့ဒါဘာဖြစ်လဲအပင်မခံမှုမရှိဘူးလေအိမ်မှာနေပြီးတော့လင်းနေတန်းလိုက်နေအသာအရာလေးဒါဗီဒီယိုတွေချော့ကလစ်တွေကောက်လုပ်လိုက်တာသူများကြီးဗီဒီယိုယူပြီးတော့အဲ့ဒီအနေအထားမျိုးပေါ်မှာဒါဘာဖြစ်တော့ဒီဘက်ကကိုတိုင်းကိုကြရုံးကန်ရတဲ့ဖိတ်ပိုက်ရှင်ကိုတိုင်းတည်ပြီဆိုရင်စိတ်ထဲမှာဘာဖြစ်မလဲတင်းပါပဲဒေါ်လာထွက်ရင်စိတ်ပေါ်လာမှာဘာလဲဟာ तू ကအညွတ် ခူးစားလာတာဆိုရင်အနေထားမျိုးတွေဒါခံစားနိုင်တယ်။အဲ့ဒီအနေထားမျိုးပေါ်မှာသူ့ရဲ့ဒေါသစိတ်ကိုဖြေဖြောက်ပေးနိုင်ဖို့အတွက်တည်းတွေ့ကြတော့ကျွန်တော်တဆင့်ခံယူတဲ့ဖိတ်ပိုင်ရှင်တွေအနေနဲ့မဖြစ်လာလဲဆိုတော့ critically ပေးသင့်ပါတယ်။ဟုတ်ပြီနော်။အဲ့ဒီ critically ပေးလိုက်ပြီဆိုတာနဲ့ဒါမဖြစ်လဲဆိုတော့အဲ့ဒီဖိတ်ပိုင်ရှင်ကိုယ်တိုင်ကလည်းမဖြစ်လာလဲ။စိတ်ထဲမှာပျော်လာအောင်။အော် तू ကဘာပဲပြောငါရဲ့ဗီဒီယိုယူတော့မှတော့မ तू credit ပေးဖို့မမေ့သေးဘူးဆိုတဲ့အနေထားမျိုးကြောင့်မဖြစ်လဲ။စိတ်ထဲမှာ ဒေါ်လာထရာလေးပြင်းပြောက်သွားတယ်ပြင်းပြောက်သွားတဲ့အနေအထားမျိုးရှိတယ်အဲ့တော့ဘာဖြစ်လို့ညီကိုတို့ဒါများသောအားဖြင့်ဒါကျွန်တော်တို့ချင်းပွဲတွေကတော့နေရာပေါင်းစုံမှာရှိပါတယ်တခါလေမှာကိုလွတ်လိုက်တဲ့ချင်းပွဲကစိတ်ဝင်စားမှုနည်းတဲ့ပွဲလေးဖြစ်ဖြစ်သွားတယ်နောက်တစ်ယောက်လွတ်နေပွဲကတော့အရင်ကစိတ်ဝင်စားမှုမြင့်တက်နေတဲ့ပွဲလေးဖြစ်ဖြစ်သွားတယ်အဲ့အနေအထားမျိုးမှာသူများရဲ့ဗီဒီယိုလေးကိုယူပြီးတော့တုံးတော့မယ်ဆိုရင်တော့ဒါဗီဒီယို edit လုပ်တဲ့အနေအထားမျိုးမှာ critically တော့ပြီးစေချင်တယ် ဒါမှမဟုတ်ကျွန်တော်ကဒီလိုက်လောက်ကထဲမှာဒီချင်းလောက်ကထဲမှာထိထင်းဝင်နေမဲ့လူမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လိုက်လွင်ခဲ့တဲ့ဗီဒီယိုလေးရှိရင်ညီကိုတွေနဲ့ယူသုံးကြိုက်လို့ယူသုံးခရစ်တင်မပေးလေကျွန်တော်အနေနဲ့လုံးဝလက်ခံတယ်ကိစ္စမရှိဘူးเนาะကျွန်တော်ကျွန်တော်ကိုကျတော့ကိစ္စမရှိဘူးကျွန်တော်လည်းဘာမှမပြောလို့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကဒီချင်းလောက်ကထဲမှာတစ်ချိန်လုံးနေမဲ့လူမဟုတ်ဘူးဗျာ ပြီးတော့ဒါလိုက်သမားစစ်စစ်လည်းမဟုတ်ဘူးချင်းသမားလည်းမဟုတ်ဘူးဒီနေသားမျိုးမှာကျွန်တော်ရဲ့ရိုက်ကူးလာခဲ့တဲ့ဒါလိုက်ဗီဒီယိုလေးတွေကိုညီကိုနဲ့တုံးပစွင် credit ပေးစမ်းမလို့လုံးဝမပေးနဲ့ကိစ္စမရှိဘူးဒါယူတော့ပါအကြိုက်ယူတော့ဟုတ်ပြီနော်ပြီးကျွန်တော်ရေးတဲ့စာလေးတွေရှိရှိမယ်ကျွန်တော်ကိုမဖြစ်ဆိုတော့ credit မပေးလိုက်ရတယ်ယူလာတော့ကိစ္စမရှိဘူးဟုတ်ပြီနော်ဒါကျွန်တော်ပုံပုံလေးပြောပြတာကြိုက်တယ်လို့ယူတော့ဒါအဆင်ပြေတယ်ဒါမဲ့လေတချို့လူတွေကြတော့ဒါဒီချင်းလောက်ကထဲမှာ ခြေစုံပြစ်ပြီးတော့မရှိတဲ့အထက်ကနေခြေစုံပြစ်ပြီးတော့ဒါပင်ပန်းအစင်းရခံပြီးတော့သူတို့အနေနဲ့ဗီဒီယိုလေးတွေရိုက်ကူးလာတဲ့အနေအထားမျိုးပေါ်မှာကြာတော့ဒါသူတို့ကိုကျွန်တော်တို့ဒါအသင့်ယူသုံးမဲ့ကျွန်တော်တို့အနေနဲ့ကြာသူတို့ကိုဘာလုပ်တင်နေဆိုတော့ respect ပေးတင်နေအဲ့တော့ respect ပေးတင်နေဘယ်လိုမျိုး respect ပေးမလဲဒါဘာပဲပြောဗီဒီယိုလေးလုပ်တဲ့အချိန်မှာဒါ credit လေးတွေနာမည်လေးတွေသူ့နာမည်တက်ပေးလိုက်ပေါ့ဟုတ်ပြီနော်ဗီဒီယိုမှာမလုပ်တက်ဘူးလားထားလိုက်အောင်စာရေးပြီးစာရေးအောက်မှာဟုတ်ပြီနော် post မတင်ခင် ဘာလဲ title ရေးတဲ့ဥစ္စာရှိနေအဲ့ဒီအောက်မှာ check လေးနဲ့ဒါဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ tab လေးနဲ့တွဲပြီးတော့သူ့ကို credit လေးပေးလိုက်ဒါဆိုရင်အဲ့ဒီဖိတ်ပိုက်ရှင်ကလေ original ဖိတ်ပိုက်ရှင်ကလေဒါဘာဖြစ်လဲဆိုတော့ဒါစိတ်ထဲမှာမထားတော့ဘူးနဲ့ဘာဖြစ်ဆိုတော့ခုနကကာသမာလက်ကလေးထိုးပြလိုက်အချိန်မှာကျွန်တော်ခံစားရတယ်လို့မျိုးစိတ်ကအေးသွားပါလိမ့်မယ်အဲ့လိုမျိုးရှိနေပြစဉ်းစားသွားပါလိမ့်မယ်အဲ့လိုမျိုးရှိနေတယ်နော် ဲ့တော့အဲကြောင့်မို့လို့ကျွန်တော်အနေနဲ့ကျတော့ဒါညီကိုတို့တတိထားမိလားတော့မသိဘူးကျွန်တော်ဒီချင်းလောက်ကထဲမှာစဝင်လာခဲ့ရတယ်ကျွန်တော်လိုက်လွင့်နေလူမဟုတ်လေဗျာနော်အဲ့တော့နောက်ပိုင်းမှာလိုက်လွင့်တာအဲ့တော့လိုက်ကိုကျွန်တော်လိုက်မလွင့်ခင်တုန်းကသူများရဲ့ဗီဒီယိုတွေကိုပဲကျွန်တော်ယူသုံးတာအဲ့တော့အဲ့လိုမျိုးယူသုံးတဲ့အနေထားမျိုးမှာကျွန်တော်ကဘာဖြစ်လဲဆိုတော့ကိုရဲ့နာမည်ကိုတော့အောက်မှာထားတယ်ချင်းလီ SPT ဆိုလို့ကျွန်တော်ကအောက်မှာရေးထားတယ်ဒါပေမဲ့အဲ့ဒီကျွန်တော်ရဲ့အောက်အပေါ်ထပ်မှာကြာလို့ဒါဗီဒီယို ဘာလို့ first owner ပေါ့နော်အရင်ဆုံးမူရင်းဖိတ်ပိုင်ရှင်ရဲ့နာမည်ကိုကျွန်တော်ရေးပေးထားတယ်ဗျဥမာနာမည်အရင်ရှင်နေတာတူတူလေးနဲ့ကျွန်တော်ရေးပေးတယ်အဲ့လိုမျိုးကိုကျွန်တော်လုပ်ပေးထားတာညီကိုတို့တတိထားမိလာတော့မသိပြန်တော့အဲ့တော့အဲ့လိုမျိုးလေးကိုအတူယူစီကျင်တာပါနော်ပြီးတော့ကျွန်တော်ကဘာဖြစ်လဲဆိုတော့အခုသူများရဲ့ original ဖိတ်ကမသိဘူးဗျကျွန်တော်ကသစ်ခံယူထားတာအဲ့ဒီလူစီကတကယ်သူကလည်း original သူ့ရဲ့မူရင်းဗီဒီယိုမဟုတ်ဘူး ဲ့ဒီအနေထားမျိုးမျိုးမှာကျတော့ကျွန်တော်ဘာလုပ်လဲဆိုတော့နာမည်မသိဘူး unknown ဆိုပြီးတော့ကျွန်တော်ရေးထားတာရှိတာပေါ့အဲ့ဒီအရာလေးကဘာလို့ဆိုတော့ဒါကျွန်တော်တို့တကယ်တဲ့ပင်ပင်မမန်းနဲ့ကိုယ်တိုင်ကိုကြသွားပြီးတော့ချွေးတဲ့တလူလူနဲ့မတက်ရက်ပြီးတော့အောက်လည်းတနေကုန်နေပူချစ်ချစ်နဲ့မှမတက်ရက်ပြီးတော့ဒါအပင်ပတ်ခံပြီးတော့ဒီဗီဒီယိုရှော့ကလေးတခုယူလာတဲ့ like လေးလွတ်လွတ်လာတဲ့ဖိတ်ပိုက်ရှင်ကိုကျွန်တော်တို့ ਨੇ respect ပေးခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲ့လိုမျိုးသူတို့ credit number လေးရေးပေးလိုက်ပြီဆိုရင် သူတို့ကလည်းကျွန်တော်တို့ဘာမှဒေါက်တာထွက်စရာတော့မရှိဘူးသူတို့အနေနဲ့မဖြစ်တယ်ဆိုတော့ဒါပျော်ရွှင်မဲ့အနေအထားမျိုးရှိတယ်နော်အဲ့ဒီအနေအထားလေးကြောင့်ဒါဖိတ်ပိုင်ရှင်တဲ့အနေနဲ့အခုလောလောဆယ်ကတော့ကျွန်တော်တို့ဒါမြန်မာနိုင်ငံမှာရောထိုင်းမှာရောဒါ Facebook ဖိတ်ပိုင်ရှင်နေဆိုတာအများကြီးပဲအဲ့တော့ဘာဖြစ်ဖြစ်ပြောကိုယ့်ရဲ့ original ဗီဒီယိုမဟုတ်ခင်ဘူးဆိုရင်ဟုတ်ပြီနော် post လေးတင်တော့မယ်ဆိုရင်ဒါ credit လေးတော့ပေးပြီးကြာဖို့လေးကျွန်တော်နေဒီကနေတိုက်တွန်းနှုတ်ဆက်လို့ခြင်းဖြစ်တယ်ဗျာ တစ်ခါတလေမှာကြာလို့ဒါစိတ်မဖြစ်ဆိုတော့ကြည်တဲ့အချိန်မှာကိစ္စမရှိပါနဲ့စိတ်မကြည်တဲ့အနေအထားမျိုးမှာကြာလို့ဒါတချို့ဖိတ်ပိုင်ရှင်တွေက original ဖိတ်ပိုင်ရှင်တွေကကိုယ်တိုင်ကိုကြသွားပြီးတော့ဒုက္ခဆင်းကြားနေရက်ကူးလာတဲ့ဖိတ်ပိုင်ရှင်တွေကဒါဒေါတာထွက်တာမျိုးရှင်ရှိကောင်းရှိလိမ့်မယ်စိတ်ကုတာမျိုးရှင်ရှိကောင်းရှိလိမ့်မယ်အဲ့ဒီလူမျိုးမဖြစ်ဖို့ရန်အတွက်ကျွန်တော်ဘက်ကနေရှောင်ရှားလို့ရတဲ့အရာကဘာလဲဆိုတော့ credit page အပြင်ကျွန်တော်တို့ဒါတကယ့်မူရင်းဖိတ်ပိုင်ရှင်ကို ျွန်တော် respect ပေးတင်ပါတယ်လို့ကျွန်တော်ဒီကနေပြီးတော့ဒါဖိတ်ပိုက်ရှင်တွေအားလုံးကိုလေတိုက်တုံလို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့အခုလိုမျိုး credit ပေးတဲ့အလေးအထားလေးကိုလေကျွန်တော်အနေနဲ့ဒါနည်းနည်းလေးပဲဖြစ်တဲ့ဆိုတော့အလေးချင်းဖြစ်အောင်လုပ်ပေးဖို့ရန်အတွက်လေကျွန်တော်ဒီကနေတိုက်တုံလို့ဆိုလိုခြင်းဖြစ်ပါတယ်နော်အားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်